မင်္ဂလာပါပရိသတ်ကြီးရေကျမတို့ရဲ့နေ့စဉ်ဘဝတွေကိုတပြေးပြေးချင်းဝင်ရောက်လာနေတဲ့ AI နည်းပညာကြောင့်ဒီနေ့ပြောကြရအောင်နော်ခရိုနီယာကဏ္ဍနှစ်ခုဖြစ်တဲ့ပညာရေးနဲ့ကျန်းမာရေးဘာလို့လဲဆိုတော့နည်းပညာလောကရဲ့ဘလူးကြီးတစ်ဦးဖြစ်တဲ့ Microsoft ပူးတွဲတည်ထောင်သူ Bill Gates က လာမယ့်ဆယ်နှစ်အတွင်းမှာ AI ရဲ့အပြောင်းအလဲတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာခက်မှန်းချက်တခုထုတ်ပြောထားလိုပါပဲ။သူပြောတာကတော့ AI ဟာမကြခင်မှာအတော်ဆုံးလို့ဆိုတဲ့ဆရာဝန်တွေဆရာတွေရဲ့နေရာကိုယ်တော်မှဝင်ယူလာနိုင်တယ်တဲ့။ဒီစကားကကျမတို့အားလုံးအတွက်တော်တော်လေးစဉ်းစားစရာပါ။ Bill Gates ရဲ့အဆိုအရလာမယ့်ဆယ်စုနှစ်အတွင်းမှာ AI ဟာလူတိုင်းအတွက်အခမဲ့သုံးနိုင်တဲ့ကိရိယာတခုလိုဖြစ်လာပြီးတော့နေရာတိုင်းမှာလွယ်လွယ်ကူကူနဲ့သုံးလို့ရတော့မယ်လို့ဆိုပါတယ်။အထူးသဖြင့်စေပညာအကြံပေးတာတွေ ပညာရေးလမ်းညွှန်နာတွေမှာ AI ကပို့ပြီးတော့အခန်းကဏ္ဍကြီးလာလိမ့်မယ်လို့သူကခန့်မှန်းပြောကြားခဲ့တာပါ။ဘာလို့လဲဆိုတော့ AI ဟာကြီးမားတဲ့အချက်လက်တွေကိုလူသားတွေထက်အများကြီးပိုမြန်မြန်နဲ့ပိုတိတိကျကျခွဲခြမ်းစိတ်ဖြာနိုင်လို့ပါပဲ။ဒါကြောင့်ယောဂရှာဖွေတာဘလို့ကုသမလဲဆိုတာဆုံးဖြတ်တာ အဲဒါမှမဟုတ်ចောင်းသားတယောက်ကိုဘယ်လိုလမ်းညွှန်တင် जा ပေးရမလဲဆိုတဲ့နေရာတွေမှာလူသားဆရာဝန်တွေလူသားဆရာတွေထပ်တောင်းမှာ AI ကပို့ပြီးတော့ထိရောက်မှုရှိလာနိုင်တယ်လို့သူကဆိုခဲ့ပါတယ်ဂိတ်ကဒီအချိန်ဟာကဘာကြီးကအသိပညာအခမဲ့ရယူနိုင်တဲ့ခေတ်သစ်တွေကိုရောက်လာပြီလို့ပြောခဲ့ပါတယ် AI ဟာကျမတို့ရဲ့နေစဉ်ဘဝအတွက်မရှိမဖြစ်ဒီပညာတစ်ခုဖြစ်လာပြီးတော့အထူးသဖြင့်ခုနကပြောတဲ့စံမာရေးနဲ့ပညာရေးကဏ္ဍကလူသားပညာရှင်တွေကိုစိန်ခေါ်လာနိုင်ပွဲရှိတယ်လို့တတိပြလိုက်တာပါဒီနေ့ကမှတော့ မှာ AI ကုမ္ပဏီကြီးတွေကအနာဂတ်အတွက်ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံနေကြတာကိုကြည်ချင်းအားဖြင့်ဘီလ်ကိတ်ရဲ့ခံမှန်းချက်ကဖြစ်နိုင်ခြေရှိတဲ့အနာဂတ်တစ်ခုရဲ့အရေးရောဆိုတာရှင်းပါတယ်။ဒါပေမဲ့ဘီလ်ကိတ်က AI အစားမထိုးနိုင်တဲ့အလုတ်ကင်သုံးမျိုးကိုလည်းထောက်ပြထားပါဗါတယ်။အဲ့ဒါတွေကဘာလဲဆိုတော့ခုတ်တာ AI ကိုတည်ဆောက်မဲ့ပရိုဂရမ်မာတွေစွမ်းအင်ကဏ္ဍကိုတိုးတက်အောင်လုပ်မဲ့စွမ်းအင်ကြွမ်းကျင်သူတွေ biologists ူသားတွေရဲ့တက်တန်းကိုရှည်စေပြီးတော့ကျန်းမာရေးကိုမြင့်တင်ပေးမဲ့ဇီဝဗေဒပညာရှင်တွေ ဒီချက်ကဘာကိုပြနေလဲဆိုတော့လူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်း creativity နဲ့အသိပညာဟာအနာဂတ်မှာလဲဆက်ပြီးတော့အရေးပါတဲ့အခန်းကဏ္ဍကပါနေအောင်မယ်ဆိုတာပါပဲ။ဆရာဝန်တွေနဲ့ဆရာတွေရဲ့အနာဂတ်က AI တိုးတက်မှုအပေါ်မှာအများကြီးမူတည်နေတာမှန်ပါတယ်။ AI ကလူသားတွေရဲ့ကျွမ်းကျင်မှုနဲ့အသိပညာကိုအတူယူနိုင်ပေမဲ့လူသားတွေမှာပဲရှိတဲ့စာနာထောက်ထားမှုကိုကျင်းစာနာစိတ်ဖန်တီးနိုင်စွမ်း creativity တွေကိုတော့အစားထိုးဖို့ခက်ခဲနေပါသေးတယ်။စဉ်းစားကြည့်ပါဆရာဝန်တဦးကလူနာကိုယောဂ န်ရှာပြီးတော့စေးပေးယုံတင်မကပါဘူးလူနာရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုနားလည်ပြီးတော့အားပေးနှစ်သိမ့်မှုတွေပေးရပါသေးတယ် AI ကအချက်အလက်အရာအကောင်းဆုံးကုသမှုနည်းလမ်းကိုပြောနိုင်ပေမဲ့လူနာတယောက်နာကျင်ခံစားနေရတာကိုတကယ်စာနာမှုပေးနိုင်ပါမလားအလားတူပဲဆရာတဦးကစာသင်ယုံတင်မကပါဘူးကျောင်းသားတွေရဲ့စိတ်ဝင်စားမှုကိုနှိုးဆွပေးရပါတယ်သူတို့ရဲ့ဝါသနာကိုရှာဖွေဖော်ထုတ်ပေးရပါတယ် လူသားဆန်တဲ့တန်မိုးတွေကိုဆွဲမြင့်အောင်တင် जा ပေးရတယ် AI ကစာအုပ်တွေထဲကအသိပညာအားလုံးကိုမြန်မြန်ဆန်ဆန်ပေးနိုင်ပေမဲ့ကလေးတစ်ယောက်ရဲ့ဘဝအတွက်လမ်းပြပေးနိုင်တဲ့စိတ်ဓာတ်ခွန်အားလူမှုရေးတံမိုးတွေကိုတော့ပုံဖော်ပေးနိုင်ပါမလားရှင်။ဒါကြောင့်ပြီးခဲ့တဲ့ပညာရှင်တွေကကလေးတွေကိုဝေဖန်ပိုင်းခြားနိုင်တဲ့တွေးခေါ်မှု critical thinking ကိုသင်ပေးဖို့တိုက်တွန်းနေတာကတော့အကြောင်းပဲမဟုတ်ပါဘူး။ အနာဂတ်ရဲ့အလုပ်ကိုင်တွေက AI နဲ့ဆက်ဆက်လာမှာဖြစ်လို့လူငယ်တွေအနေနဲ့ AI ကိုနားလည်ပြီးတော့ AI နဲ့အတူလက်တွဲလှုပ်ဆောင်နိုင်တဲ့ collaborate အခြေချင်းတွေတိစောက်ထားဖို့အရေးကြီးပါတယ်။ဒီနေရာမှာစဉ်းစားစရာတစ်ခုက AI ဟာလူသားတွေလိုခံစားနိုင်စွမ်းမရှိဘူးလို့ကျမတို့ပြောနေကြပေမဲ့ကျမတို့လူပေါင်းအဖွဲ့အစည်းမှာတော့ခံစားချက်မဲ့စွာနဲ့ပြုမှုနေကြတဲ့လူတွေအများကြီးရှိနေပါတယ်။ ဒီထဲကိုခန်းစားချက်မရှိတဲ့ဆက်ရုပ်တွေဝင်လာတဲ့အခါဘယ်သူမှထူးထူးခြားခြားခန်းစားရမှာမဟုတ်ဘူးဆိုတဲ့အချက်ကလည်းတော်တော်လေးတွေးစရာကောင်းပါတယ်။ညီကုံးချုပ်အနေနဲ့ပြောရရင်လာမယ့်10နှစ်အတွင်းဆရာဝန်နဲ့ဆရာရဲ့အနာဂတ်ဟာစိန်ခေါ်မှုတွေရှိလာနိုင်တာမှန်ပါတယ်။ဒါပေမဲ့လူသားတွေမှာပဲရှိတဲ့ထူးခြားတဲ့အရေးချင်းတွေစာနာထောက်ထားမှုတွေကိုချင်းစားစိတီထွင်ပန်လိနိုင်စွမ်းတွေကသူတို့ရဲ့အခန်းကဏ္ဍကိုဆက်ပြီးတော့ထိန်းထားနိုင်လိမ့်မယ်လို့ကျမယုံကြည်ပါတယ်။အရေးကြီးဆုံးကတော့ AI ရဲ့စွမ်းဆောင်ရည်ကိုကျမတို့နားလည်ထားဖို့ ပြီးတော့ AI ကိုကြောက်ရွံ့နေမဲ့အစား AI နဲ့ဘယ်လိုပူးပေါင်းလှုပ်ဆောင်ရမလဲဆိုတဲ့အခြေအနေကို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 တိစောက်ထားဖို့ပါပဲဒီလိုမျိုးကြိုတင်ပြင်ဆင်ထားမှသာ AI ခေတ်ရဲ့လေပြင်းနေကြတဲ့မှာတော့ကျမတို့လူသားတွေရဲ့အနာဂတ်ဟာတောက်ပစွာနဲ့ဆက်လက်တည်ရှိနေနိုင်မှာဖြစ်ပါတယ်ဒီကြောင့်လာနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာဝေမျှခဲ့ပါအောင်နော်ဒီဗီဒီယိုကိုစိုက်မြင့်တက်တယ်ဆိုလို့ရှိရင် like လုပ်ပြီးတော့တငယ်ချင်းတွေကိုလည်း share ပေးပါအောင်ရှင်ကျမတို့ channel ကို subscribe မလုပ်ရသေးလို့ရှိရင်လည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့လို့မြစ်တာရက်ခံရင်းနဲ့ညီကုန်းချုပ်ပြစေအားလုံးကိုကျေးဇူးတင်ပါတယ် என்ன